哎呀！臭甲阿那，那个老爷臭甲阿那叫我不要麻烦罢了。အဲ့တော့ like လေးတွေကိုအတူလေးတွေပဲလွှင့်ပါမယ်။နားထောင်ကြည့်တဲ့သူတွေကနောက်ကြမှာအေးစေးလာနားထောင်လို့ရအောင်ဒီပြေဆို like ရှည်ကြီးဆိုရင်နားထောင်လို့ တချို့ကအရှိအဟိတွေနားမထောင်ကြဘူးနော်အဲ့တော့ချုပ်ချာအနာအကြောင်းကိုပဲအဓိကပြောမှာဖြစ်ပါတယ်အဲ့တော့ဟိုတနေ့ကလည်းပြောထားပြီးပြီဗျနော်အဲ့တော့မနေ့ကကျွန်တော်ပြောသွားတယ်နော်ဒီမိုကရေစီအကြောင်းနေလည်းပြောသွားပြီးပြီအဲမနေ့ကကျွန်တော်ပြောထားတယ်ဒီမိုကရေစီအကြောင်းနေပြောထားတာရှိတယ်နော် အဲ့တော့ဒီဒီမိုကရေစီမှာသီအိုရီတွေကိုကျွန်တော်ပြောပြပါပြီအဲသူတည်နာပြုချက်တွေကျွန်တော်ပြောပြပါပြီအဲ့ဒီမှာအဲ့ဒီပုံမှန်လေးကိုကျွန်တော်ထည့်ရှင်းပြပေးမယ်နော်ဒီမိုကရေစီအဲမနေ့ကပြောသွားတဲ့အထဲမှာကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကပြည်သူတွေရှိရဆင်းသက်ပြီးနိုင်ငံတော်မှာတည်တည်ဆိုတာကို NLD ဘက်က88ဘက်ကလက်မခံဒီမိုကရေစီမစစ်မှန်ပါဘူးလို့ပြောတာပါနော် ူတို့ပြောတာကနိုင်ငံတော်ဆိုတာပြည်သူပဲဖြစ်ရမယ်တဲ့နော်ပြည်သူသားနိုင်ငံတော်ဖြစ်တယ်တဲ့ဆိုတော့အဲ့ဒါကြီးကလွယ်နေတယ်ဗျနော်နိုင်ငံတော်ကပြည်သူဖြစ်ရမယ်ပြည်သူကနိုင်ငံတော်ဖြစ်ရမယ်ဆိုတော့အဲ့အဲ့ဒါကကဘာသီအိုရီနဲ့လွယ်နေတယ်နော်ကဘာကြီးကသတ်မှတ်ထားတဲ့သီအိုရီနဲ့လွယ်နေတယ်ဘာလို့နိုင်ငံတော်ဆိုတဲ့အဓိပ္ပာယ်ကိုနေသားအုပ်ချုပ်ဤလေးခုနိုင်ငံအဖြစ်ရည်တည်မှုလေး တော့နိုင်ငံတော်တခုရဲ့အင်္ဂါရက်ကနေနမိတ်ပိုင်းခြားလဲပါတယ်နိုင်ငံသူနိုင်ငံသားလဲပါတယ်နော်အုပ်ချုပ်တဲ့အဖွဲ့အစည်းလဲပါတယ်ချုပ်ချာအာဏာလဲပါတယ်အဲ့ဒါအားလုံးကိုမှနိုင်ငံတော်လို့ခေါ်တာဗျပြည်သူတခုတည်းကိုနိုင်ငံတော်လို့မခေါ်ဘူးဗျနော်ဟုတ်တယ်ကိုကြီးတဲ့နော်အဲ့တော့ပြည်သူတစ်မျိုးတည်းကိုနိုင်ငံတော်လို့မခေါ်ဘူးတီအိုဒီမာကိုနေသားအုပ်ချုပ်ဤလေးကူနိုင်ငံတော်အဖြစ်ယက်တည်မှုလို့ပြောထားပြီးသား နော်အဲ့တော့နိုင်ငံတော်ရဲ့နိုင်ငံတော်ဒီပြည်သူပြည်သူကနိုင်ငံတော်လို့ပြောလို့မရဘူးမရဘူးအဲ့တော့ကျွန်တော်တို့ကဒါကကျွန်တော်တို့ theory ကိုကြည့်ရင်ကျွန်တော်တို့က NLD နဲ့88ရဲ့နားလည်မှုလွဲတာနားလည်မှုတွေကလွဲနေတယ်ဒါဆိုလို့ရှိရင် theory မဟုတ်ဘဲနဲ့အဲနိုင်ငံရေးပညာရှင်တယောက်ရဲ့စကားကိုကျွန်တော်တို့နားထောင်ကြည့်အောင်နော် politician ပေါ့နော်နိုင်ငံရေးပညာရှင်တယောက် သူကတော့နာမည်က Austin လို့ခေါ်တယ်เนาะအဲ့တော့ခင်ဗျားတို့ A U S T I N Austin เนี่ยเนาะသူက1990မှာမွေးတယ်ဗျ1990မှာမွေးပြီးတော့1896မှာသိဆုံးသွားတဲ့နိုင်ငံရေးပညာရှင်တယောက်เนาะသူပြောတဲ့စကားလေးကိုကျတို့ဒါကျွန်တော်ကဘာသာပြန်လာတဲ့ဥစ္စာတွေကကျွန်တော်တွေ့တာပါเนาะ ဘာသာပြန်နာတဲ့ဥစ္စာတွေကတွေ့တာအဲ့တော့ तू ပြောတဲ့စကားလေးကဘာပြောလဲဆိုတော့တချို့ကပြောကြတယ်တဲ့နိုင်ငံတော်ကအစိုးရမဟုတ်ဘူးတဲ့နော်တချို့ကပြောကြတယ်တဲ့နိုင်ငံတော်ကအစိုးရမဟုတ်ဘူးတဲ့နိုင်ငံတော်နဲ့နိုင်ငံနဲ့အစိုးရအစိုးရနဲ့နိုင်ငံဆိုတဲ့စကားကတကယ်တော့မပြတ်မလတ်ရှိနေပါတယ်တဲ့ဒါအော်စတင်ပြောတဲ့စကားနော် ေါ်စန်းစုကြည်တို့ NLD 88ကလည်းပြောတယ်နိုင်ငံတော်ကပြည်သူလို့ပြောတယ်ပြည်သူဟာနိုင်ငံလို့ပြောတယ်အချုပ်ကြအနာနိုင်ငံတော်မှာတည်တာမှားတယ်လို့ဒေါ်စန်းစုကြည်တို့88တို့ကပြောတယ်ဒါပေမဲ့နိုင်ငံတော်ဆိုတာကပြည်သူတစ်ခုတည်းမဟုတ်ဘူးဆိုတဲ့အကြောင်းကိုနိုင်ငံတော်အင်္ဂါရက်မှာအသက်တည်ပြထားတယ်လို့ဒီမှာအော်စတင် ပြောတဲ့ဇာတ်ကားလေးကဘာပြောလဲဆိုရင်နိုင်ငံနဲ့အစိုးရကစကရက်တွေကတစ်ဆက်တစ်ခုနဲ့တစ်ခုကဘာဖြစ်လဲ မပြတ်မလတ်ဆက်ဆက်နေတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့နိုင်ငံတော်ရဲ့အလိုအင်ဆန္ဒကိုအစိုးရကတဆင့်ပေါ်ပြရခြင်း ဖြစ်တယ်တဲ့နိုင်ငံတော်ရဲ့အမိတ်အာဏာတွေကိုအစိုးရမှတဆင့်ထုတ်ပြန်ရခြင်းဖြစ်တယ်နိုင်ငံတော်ရဲ့အရာအားလုံးကိုအစိုးရမှတဆင့်လုံဆောင်ရခြင်းဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတော်ဒီအစိုးရဖြစ်သလိုအစိုးရဒီလည်းနိုင်ငံတော်ဖြစ်ပါတယ်ဆိုပြီးတော့ ။ Austin ဆိုတဲ့ပညာရှင်ကပြောသွားတယ်ဗျ။ဒါဆိုရင် NLD တို့88တို့ဘက်ကပြောတဲ့ပြည်သူ့အကြောက်ကြအနာကနိုင်ငံတော်မှာတည်တယ်ဆိုတာကမှားပါတယ်လို့ပြောတဲ့ဇာတ်ကသီအိုရီအရလဲလွဲနေသလိုဒီမှာနိုင်ငံရေးပညာရှင်တယောက်ဖြစ်တဲ့ Austin ပြောတဲ့ဇာတ်နဲ့ကြည့်ရင်လဲလွဲနေတယ်ဟမ် ဒါဆိုရင်ဒေါ်အောင်ဆန်းစုကြည်တို့ကဘက်ကတော့လွဲတာမှားနေတာသိကြပြီတီအိုဒီကလည်းသူတို့ကနားလည်မှုလွဲနေသလိုနိုင်ငံရေးပညာရှင်တွေပြောစကားရလဲသူတို့ပြောတာလွဲနေပြီဒါဆိုရင်ကျွန်တော်ဖွဲ့စည်းပုံကိုတစ်ချက်ကြည့်ကြည့်ရအောင်ဖွဲ့စည်းပုံကရောဒီဩစတင်တို့ပြောတဲ့စကားရေနော်ကနိုင်ငံတော်ဆိုတဲ့တီအိုဒီနဲ့ကောအချိတ်ဆက်မီးရလားကိုဖွဲ့စည်းပုံကိုကျွန်တော်ကြည့်ကြည့်အောင်အဲ့တော့ဖွဲ့စည်းပုံကိုကြည့်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်လေးမှာရေးထားတယ်ဗျနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသည်ပြည်သူများမှဆင်းသက်ပြီးနိုင်ငံတော်တဝန်းလုံးမှာတည်သည်တဲ့ဆိုတော့ဟာပြည်သူရဲ့အချုပ်အခြာအာဏာလာလာတော့မှန်တယ်ပြည်သူရှိရလာလာတော့မှန်တယ်ဒါပေမဲ့အချုပ်အခြာအာဏာဘယ်မှာသွားရှိတာလဲနိုင်ငံတော်မှာသွားရှိတာဆိုတော့ဒါဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေက theory အရလည်းမှန်တယ်ဟောနိုင်ငံရေးပညာရှင်တွေပြောတဲ့စကားအရလည်း မှန်နေတာသွားတွေ့ရပြန်ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကဖွဲ့စည်းပုံဒီကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ် theory လည်းမလွယ်ဘူးပညာရှင်တွေပြောစကားရလည်းမလွယ်ဘူးဆိုတော့ကျွန်တော်သွားတွေ့ရတယ်နော်ဒါကိုတပိုင်းခင်ဗျားတို့တေချာလေးစဉ်းစားတေချာရေးပြီးတေချာပြန်စဉ်းစားကြည့်ဟုတ်ပြီနော်တက်စဉ်းစားကြည့်ရင်တက်မတော်ကတက်မတော်ကဥဆောင်ပြီးတော့ အဲအရက်သားတွေရေးထားတဲ့အမျိုးသားညီလာခံထွက်လာတဲ့2008ကမကောင်းတာလား NLD နဲ့88ဘက်ကတောင်းဆိုချက်ကလွဲနေတာလားဆိုတာကိုခင်ဗျားတို့ဆက်ပြီးတော့ကိုယ့်ကိုဆက်လိလာကြဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဖွဲ့စည်းပုံထဲမှာရှိတဲ့ theory နောက်တစ်ပိုင်းကိုကျွန်တော်တို့ထက်ဆက်ရှိထက်စဉ်းစားကြည့်ရအောင်အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နော် ဖွဲ့စည်းပုံအခြေခံဥပဒေစစကပုံမှန်၄နယ်ပဲကျွန်တော်ပြောမယ်အချုပ်ချာအနာနဲ့ပတ်သက်လို့ရှိရင်စစကကျွန်တော်ကြည့်ရမှာကပုံမှန်၄ကိုကြည့်ရမယ်၄ခုကိုကြည့်ရမယ်ပုံမှန်50ခုကိုကြည့်ရမယ်ဗျပုံမှန်၄မှာဘာပြောတာလဲနိုင်ငံတော်ရဲ့အချုပ်ချာအနာသည်ပြည်သူများမှဆင်သက်ပြီးနိုင်ငံတော်မှာတွားတည်တည်တဲ့နိုင်ငံတော်ဝန်လုံးမှာနိုင်ငံတော်တော်ဝန်လုံးမှာတည်တယ်ဆိုတော့ပြည်သူကလာတဲ့နိုင်ငံတော်မှာတည်တယ်ဒါကပုံမှန်၄ ဒါဆိုအဲ့ဒီပုံမှန်လေးအချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ပုံမှန်40ခွန်မှာဘာပြောထားလဲပုံမှန်40ခွန်ကိုဖတ်ကြည့်မယ်ဆိုရင်ဤအခန်းပါအခြေခံမူများနဲ့အခန်းရှင်းနိုင်ငံသားနိုင်ငံသားများဤမူလအခွင့်အရေးနဲ့တာဝန်များအခန်းတွေပါရှိသောနိုင်ငံတော်ဆိုသည်မှာရှင်းသောဆက်ဆက်ဇဂရက်တို့ဤအဓိပ္ပာယ်ကိုထောက်၍ဤဘွယ်စည်းပုံအခြေခံဥပဒေရအဲဆက်လာပြီးအရေးကြီးလာလာပြီဥပဒေပြုမှုအခွင့်အာဏာကိုဆို၎င်း အောက်ချောင်းမှုအခွင့်အာဏာကိုတော့၎င်းကျင့်သုံးတော့အဖွဲ့စည်းသို့မဟုတ်ပုံကိုကိုဆိုလိုသည်တဲ့ဟောပုံမှန်49အရဆိုလို့ရှိရင်ကျတို့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာဥပဒေပြူရေးအုပ်ချုပ်ရေးတရားစီရင်ဆိုတဲ့မန္တန်ကြီး၃ရက်တည်းရှိတယ်နော်ပုံမှန်49အရဆိုလို့ရှိရင်အုပ်ချုပ်ရေးအာဏာနဲ့နော်ဥပဒေပြူရေးအာဏာအဲ့ဒီနှစ်ခုလုံးကိုတာဝန်ယူလှုပ်ဆောင်ရတဲ့လူပုဂ္ဂိုလ်တယောက် သို့မဟုတ်အုပ်ချုပ်ရေးအာဏာဥပဒေပြုရေးအာဏာကိုတာဝန်ယူလှုပ်ဆောင်ရတဲ့အဖွဲ့အစည်းတစ်ခုအဲ့ဒါဒီနိုင်ငံတော်ဖြစ်တယ်လို့ပုံမှန်40ခွန်မှာပြောထားတယ်။ဒါဆိုသူသဘောသူပြောတဲ့သဘောကအဖွဲ့အစည်းသို့မဟုတ်လူပုဂ္ဂိုလ်လို့ပြောထားတဲ့ကကြတော့လူပုဂ္ဂိုလ်ဆိုတာတော့သိကြတယ်။နိုင်ငံကိုဥစည်းဥဆောင်လုပ်တဲ့သူတမရလည်းဖြစ်နိုင်တယ်လို့ဒီခုလိုအခုလိုအရေးပါအာဏာမှာတာဝန်ယူရတဲ့ကာကြုတ်လည်းဖြစ်နိုင်တယ်။အဖွဲ့အစည်းဆိုတဲ့သဘောက ာမန်ကာလမှာဆိုရင်အစိုးရအဖွဲ့ကိုပြောတာဖြစ်သလိုရေးဘော်ကာလမှာဆိုရင်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကိုပြောတာဖြစ်တယ်ဗျနော်ဒါဆိုရင်သူတို့တွေကအဲတော့ဥပဒေပြုရေးအာဏာနော်ဥပဒေပြုမှုအခွင့်အာဏာရဲ့အုပ်ချုပ်မှုအခွင့်အာဏာရဲ့တော့တာဝန်ယူလှုပ်ဆောင်ရမယ်ဗါနိုင်ငံတော်ကိုစားပေါ့နော်တာဝန်ယူလှုပ်ဆောင်ရမှာဖြစ်တော့သူတို့ကိုနိုင်ငံတော်လို့တတ်မှတ်ရမယ်ဆိုပြီးပြောသွားတာဒါဆိုရင်ကျွန်တော်တို့ကဆော့ဆော့ကအော်စတင်ပြောတဲ့ဇာတ်ကားလေးနဲ့ပြန်ချိန်ထိုးစဉ်းစားကြည့်ရအောင် ဩစတင်ပြောတာကနိုင်ငံတော်ရဲ့ကိုစားဥပဒေတွေပြဋ္ဌာန်းရတယ်။နိုင်ငံတော်ရဲ့ကိုစားအုပ်ချုပ်ရေးတွေလုပ်ကြတယ်ဆိုတော့၄၀ခုမှာလဲဥပဒေပြူရေးအလုပ်အုပ်ချုပ်ရေးအလုပ်တွေကိုလုပ်ကြတာလို့ပြောတယ်။နော်အဲ့တော့ဥပဒေပြူရေးလို့အုပ်ချုပ်ရေးလို့လုပ်တဲ့လူပုဂ္ဂိုလ်သုံးဖို့အဖွဲ့အစည်းတည်အစိုးရကာလုံတမရကာချုပ်အဲအခုအရေးပေါ်ကာလမှာတာဝန်ယူလုပ်နေတာကာလုံနဲ့ကာချုပ်လေလူပုဂ္ဂိုလ်ရဲ့အဖွဲ့အစည်းရဲ့နော် အဲ့ဒါကကြတော့အော်စတင်ပြောတဲ့ဇကားအရာလဲမှန်နေတာပဲနိုင်ငံတော်ရဲ့အလုပ်ကိုဘာလို့လဲအစိုးရသည်လုပ်ကြတယ်ဒါကြောင့်မို့အစိုးရသည်နိုင်ငံတော်ဖြစ်သလိုနိုင်ငံတော်သည်လည်းအစိုးရဖြစ်တယ်ဆိုတော့အော်စတင်ရဲ့ဇကားသည်လည်းဒီပုံမှန်49နဲ့သွားချိန်ထိုးကြည့်လိုက်တော့ကောအစင်ပြေနေတာပဲခင်ဗျားတို့တေချာလိုက်စဉ်းစားကြည့်တေချာပါဖက်ဖြစ်တယ်ဒါပါဖက်ပါဖက်ဖြစ်တယ်နော်သီအိုရီကိုချိန်ထိုးတော့လည်းမှန်တယ် သူနိုင်ငံရေးပညာရှင်စကားနဲ့ခြေထုတ်တော့လေမှန်တာပဲအဲ့ဒါဆိုရင်နိုင်ငံတော်ကနိုင်ငံတော်ရဲ့ချုပ်ချာအနာပြည်သူမှဆင်းသက်ပြည်သူတွေကဆင်းသက်ပြီးနိုင်ငံတော်မှတည်တယ်ဆိုတာက theory ရလည်းမှန်တယ်လို့ပညာရှင်တွေပြောစကားရလည်းမှန်နေတာပဲနော်အဲအဲ့ဒီမှာတော့သူကပုံမှန်50ခွန်မှာတော့သူကဘာပြောထားလဲဆိုတော့အဲ50ခွန်ဆိုတာကတမရနဲ့ပတ်သက်တဲ့ဥစ္စာတွေပေါ့နော်ဟိုနိုင်ငံတော်တမရအခန်းရောက်သွားပြီအဲ့တော့နိုင်ငံတော်တမရတဲ့ဒုတမရများသည်နိုင်ငံတော်ကိုကိုစားပြုသည်တဲ့ နော်အဲ့တော့နိုင်ငံတော်သမ္မတစစကော40ခွန်မှလည်းပါတယ်လေလူပုဂ္ဂိုလ်သုံးဖို့အဖွဲ့စည်းလို့ပြောသွားတယ်လူပုဂ္ဂိုလ်ဆိုတာစစသမ္မတဒုသမ္မတတွေပေါ့နော်အဲ့တော့နိုင်ငံတော်နဲ့ဒုနိုင်ငံတော်သမ္မတဒုသမ္မတနိုင်ငံတော်ကိုစားပြုတည်တယ်ရှင်းရှင်းလေးပဲပြည်သူတွေရဲ့ချုပ်ချာအာဏာသည်ပြည်သူမှမတည်ဘူးပြည်သူတွေကစဉ်းစားတော့မှန်တယ်ဘာမှသွားတည်တာလဲနိုင်ငံတော်မှသွားတည်တာနိုင်ငံတော်မှာတာဝန်ယူရတဲ့လူပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်းမှသွားတည်တာ ါဆိုရင်ပုံမှန်လေးနိုင်ပြည်သူကစဉ်းစားတဲ့အချုပ်ချာအာဏာကနိုင်ငံတော်မှာသွားတည်တာဆိုတာမှန်တာပေါ့ကျွန်တော်မနေ့ကညပြောသွားတယ်အင်တာနက်ဒီမိုကရေစီကိုကျွန်တော်ပြောသွားတယ်ဒါရက်ဒီမိုကရေစီတုံးကတော့ပြည်သူရဲ့အချုပ်ချာအာဏာကပြည်သူမှာသွားတည်တာမှန်တယ်ဒါကပြည်သူတွေကိုယ်တိုင်ဥပဒေပြုရလို့တအိမ်တယောက်လာပြီးတော့အင်တာနက်ဒီမိုကရေစီမှာကြတော့အဲ့လိုမဟုတ်ဘူးပြည်သူတွေကကိုယ်စားလှယ်တော်တွေကိုသူတို့ကိုယ်စားနိုင်ငံတော်အလုပ်တွေကိုလုပ်ဖို့ ခန့်ပေးရတာ indirect democracy မှာကြတော့နိုင်ငံတော်ရဲ့အလုပ်ဘယ်သူလုပ်ကြပါလဲအစိုးရတွေနိုင်ငံတော်ကိုယ်စားအစိုးရအလုပ်တွေလုပ်ကြတာဒါဆိုအော်စတင်ပြောတဲ့ဇာတ်ကားမှာအတူတူပဲလေနိုင်ငံတော်ဒီအစိုးရအစိုးရဒီနိုင်ငံတော်ဆက်ဆက်နေပါတယ်နိုင်ငံတော်ရဲ့အလုပ်ကိုအစိုးရလုပ်ကြတယ်ဟောဘယ်လိုကြည့်ကြည့်2008ဒီဘာဖြစ်လဲ theory ရလဲမှန်တယ်ပါဖက်ဖြစ်တယ်ပါဖက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့နားလည်ရမှာက 俺们宿舍不敢比着，哦，democracy d e m o 宿舍二年没啥，今个老师来嘛，把这十个月的噶 democracy 十个月后来没后啦，喏，democracy 真的后来没啦，俺们都妹妹说啊，编的，俺们实实在在啊编的，那东西讲 democracy 好不 democracy 真的好不，妈的的，没没说嘛，不如编的这个后来没啦，偏三十五楼楼那边喏，喏，他说那些人。 ကျွန်တော်ကကျွန်တော်တင်ထားတဲ့ topic လေးအတိုင်းပဲအချုပ်ချာအာဏာမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့ဒီမိုကရေစီနီးနဲ့ကျွန်တော် focus လုပ်ကြည့်တော့အရာအလုံးက perfect ဖြစ်နေတယ်เนาะဒါဆိုလို့ရှိရင်အချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့နားလည်မလို့ထင်ပါတယ်စဉ်းပြေပဲထင်ပါတယ်เนาะအဲကျွန်တော်က light အတူလေးတွေပဲလွှင့်တော့တယ်ဗျเนาะအရှိန်ကြီးမလွှင့်တော့အရှိန်ကြီးလွှင့်လို့ရှိရင်အဲလာကြည့်တဲ့သူတွေက အရှိန်မကြည့်ခြင်းဒါကြောင့်မို့ကျွန်တော်အတူလေးတွေပဲလွှင့်တယ်အဲ့တော့ကျွန်တော်ဒီကျွန်တော် topic တင်ပြတဲ့ topic အချုပ်ချာအာဏာနဲ့ပတ်သက်ရင် like ကဒီမှာတင်ပြီးဆုံးပါပြီကျွန်တော်စကားပြောခြင်းတဲ့သူကိုကျွန်တော်ပြောပေးပါမယ်စကားအကောင်းပြောတဲ့မိကိုဆိုကျွန်တော်မေးပြောဖြေပေးပါမယ်တယောက်ကမေးတာပါတယ်အဲ့တော့ မေကုံးကိုပြန်ဖြည့်ပေးပါမယ်အခု TNN တွေသိမ်းထားတဲ့မြို့တွေပြန်မတိုက်တော့ဘူးလားလို့မေကုံးမေးတာပါတယ်အဲ့တော့မေကုံးရှင်ကိုဇင်မျိုးအနေနဲ့သတင်းကိုတေချာကြည့်ပါအခုမိုးကုန်းနဲ့မိုးမိတ်ကနေပြီးတော့ TNN တွေကိုယ်တိုင်သူတို့ဗဇက်ကနေဖွင့်ပြောပြီးတော့နောက်ဆုတ်ပါပြီပြန်ပြောမယ်နော်တအောင်ပလောင်နေသည်ဒါမဲ့ဒီဒီနေ့ကနော်ဒီနေ့က29 29 30ရက်နေလားမသိဘူးเนาะဘယ်နေ့နောက်ဆုံးဆိုလားမသိကျွန်တော်စာသေးချာမဖတ်လိုက်ဘူးတအောင်းပလောင်တွေကမိုးကုန်းနဲ့မိုးမိတ်ကနေပြီးတော့နောက်ဆုတ်ပါပြီနောက်ဆုတ်ပါပြီဒီကြားထဲမှာဒီကြားထဲမှာလုံးဝဒီနေ့ညဒီနေ့ည12နာရီနောက်ဆုံးဖြစ်နေမယ်เนาะဒီကြားထဲမှာလုံးဝတတ်မတော်ကစစ်ထိုးစစ်မစင်ရဘူး လင်းပြန်လဲမပြန်ရဘူးအဲ့ဒီ agreement ယူထားလိုက်ပါပြီအဲ့တော့မေကုံးရှင်ဒါလေးတော့နားလည်မယ်ထင်ပါတယ်နော်နော်ကြံမျိုးတွေလည်းပေးมาပါနော်ကိုးကံတော့အခုအကုန်ပေးရတာပဲအကုန်လုံးပြန်ပေးရမှာဖြစ်ပါတယ်နော်ကျွန်တော်ကစိတ်ကိုတိုက်เสียမလို့ပဲနဲ့ပြန်ယူมาလို့ကျွန်တော်ဟို2022 23နဲ့ကျွန်တော်ပြောခဲ့ပါတယ်နတ်ဆက်ကအစိုးရတမတော်အစိုးရကနော်စစ်မဟာဗျူဟာကအရန်ကောင်းပါတယ် ထိုးစစ်မစင်ပဲနဲ့တတ်နိုင်တဲ့မြအကော်လို့ကိုရအောင်ပြန်ယူမှလို့ကျွန်တော်ပြောခဲ့ပါတယ်နော်အဲ့လိုပဲလာရှိုးယူသွားတယ်တဖြည်းဖြည်းနဲ့အကော်လို့ယူမယ်နော်စစ်တိုက်စရာမလိုပဲနဲ့စစ်လူအသေးပြောက်နင်းနဲ့အ ਨੇ ဆုံးနှီးကိုအတုံးချပြီးတော့ပြန်ယူမှဖြစ်ပါတယ်နော်ကျွန်တော်တို့ကမိုးကိုကျွန်တော်ကမိုးမချုပ်ပါနေနဲ့ဆိုပြီးကျွန်တော်လိုက်တွေလွှင့်ခဲ့တာဗျတမတော်အစိုးရအနေနဲ့မိုးချုပ်မိုးမိုးကုတ်ကိုမိုးမချုပ်အောင်ထား တယောက်မှအိတ်ခွင့်မပေးနဲ့အကုန်လုံးမျိုးပြုတ်ပြီးမြေလံပြီးဆိုပြီးတော့လိုက်လွှင့်ခဲ့တာကျွန်တော်တို့ကအခုတော့ဗဇက်ကပြောတဲ့စကားအလကားဖြစ်သွားပြီစစ်တောင်တိုက်စရာမလိုပဲနဲ့မိုးကုတ်ကအော်တိုပြန်ရသွားတာတော့ရင်ခန့်နေဗျာရင်ခန့်နေနော်အော်တိုပြန်ရသွားတော့ရင်ခန့်တာပဲကဲဒါဆိုရင်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော် မိကုန်းလေးတွေဖြည့်ပေးနေတယ်နော်နေ့လျရတဲ့တခုကာလုံเจ้าကိုတယောက်ကလာမိကြတယ်ကာလုံနဲ့ကာကျုပ်ကတယောက်တည်းမဟုတ်ဘူးလားတဲ့ဆိုတော့တစ်တော့မှလာမိတာလို့တစ်တော့မှဖြည့်ရတာ3မိနစ်တည်းဖြည့်ရလို့အယူကျမှာကျွန်တော်အရှိလို့ပြောပြီးတော့တစ်တော့မှပြန်တယ်မှာရှေ့မှာဗီဒီယိုလိုက်တခုတွေ့ရတယ်ကာလုံနဲ့ကာကျုပ်အဲ့မိကုန်းရှင်ကိုကျွန်တော်ဖြည့်ခြင်းလို့ကာလုံနဲ့ကာကျုပ်အเจ้าကိုကျွန်တော်လိုက်တခုတွေ့ရတယ်ရှေ့ပါဝင်ကြည့်လိုက်ပါကာလုံနဲ့ကာကျုပ်ကမတူဘူးဆိုတဲ့အကြောင်းကိုဥပဒေနဲ့ညီကျွန်တော်ပြောပြတာပါတယ် ကိုယ့်ကိုလေ့လာကြပါကိုယ့်ကိုလေ့လာကြပါဗမာပါလဲသိချင်းကိုယ့်ကိုလေ့လာကြပါဒီလောက်တရင်ထူကြတဲ့တရင်ကမပွားပဲနေမလားပွားတာပေါ့လိုက်ကြည့်ကြည့်ပေါ့နော်ကဲဒါဆိုဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးဗာမေးစရာရှိပါလေမရှိရင်ကျွန်တော်လိုက်ချပါတော့မယ်ကျွန်တော်နောက်ထပ်လိုက်တစ်ခုထက်လွင့်ခြင်းလွှင့်ပါပဲ ျွန်တော် TikTok ဘက်ကိုသွားလှည့်ကြည့်လိုက်မယ်။ဘာမေးခွန်းနေမေးထားသလဲလို့ TikTok ဘက်ကမေးခွန်းရှိရင်ကျွန်တော်ဖြေပြီးတော့အဲ့ဒီကမေးခွန်းဒီမှာထပ်ပြီးထက်လာဖြေပြီးမယ်။အဲ့တော့ကာလုံနဲ့ကာကြုတ်ကြောင်းသိချင်းရှေ့ရ like ကိုဝင်ကြည့်ပါနော်။ရှေ့ရ like ကိုဝင်ကြည့်ရင် like ကလေးပေးပါနော်။ like လေးတွေပေးခြင်းအားဖြင့်တနိုင်ငံလုံးမှာရှိတဲ့သူတွေအကုန်သိစေပါတယ်။ကျွန်တော်ပြောတော့ခင်ဗျားတို့မကြိုက်ဘူးဆိုလဲ like ပေးသွား။အဲ့ဒါဆိုရင်ခင်ဗျားတို့ကျွန်တော်မကြိုက်တဲ့သူတွေရှိဘူးရောက်သွားလိမ့်မယ်။ YouTube ကလွှင့်ပေးတယ်နော်။ လိုက်ပေးတာများ YouTube ကတနိုင်ငံလုံးလွန်ပေးတယ်အဲ့ဒါဆိုကျွန်တော်မကြိုက်တဲ့သူတွေရှိဦးရောက်အောင်ခင်ဗျားတို့မကြိုက်တဲ့သူတွေကလိုက်တွေပေးသွားအဲနော်ကဲဒါဆိုရင်ဖော်စည်းပုံနဲ့ပတ်သက်ပြီးဗာမေးမလဲပုံမှန်ကြည့်နေတဲ့နော်နိုင်ငံကိုမဖြက်စီးမဖြူခွဲကျင်တဲ့စိတ်သက်ကောင်းတဲ့သူတွေတွေကဗာမေးစရာရှိလဲမရှိရင်လိုက်ရမယ်နောက်ထပ်လိုက်တစ်ခုထပ်လွှင့်ပေးမယ် อืมပေးတယ်ဗျာတဲ့ပေးပေးပေးကြိုက်တဲ့သူလည်းပေးမကြိုက်တဲ့သူလည်းပေးဒါမှတနိုင်ငံလုံးမှာရှိတယ်ကြိုက်တဲ့သူတွေရှိရောမကြိုက်တဲ့သူတွေရှိရောရောက်သွားမှာเนาะခင်ဗျားတို့ကျွန်တော်လူမုံများစေခြင်းနဲ့မလားလိုက်တီတာပေးသွားလူမုံသွားလိမ့်မယ်မကောင်းကျွန်တော်မုံတဲ့သူတွေရှိရောက်သွားလိမ့်မယ်အမှသူတို့လိုင်းသွင်းတဲ့ချိန်မှာဟာငချင်းဆိုတော့ကောင်တက်လာပြီကွာဆိုအာအမှကျွန်တော်ပုံမုံတဲ့သူပုံများလာပါလိုက်တီတာပေးသွားလိုက်အမှ YouTube ကလိုက်များလေ YouTube ကသူက share လေးပဲ ယူကြည့်ရတော့ဗောသူက Facebook တို့ TikTok တို့ယူကြည့်တော့အဲ့လို live များလို့ရှိရင်သူကလွတ်ပြီးတယ်1မိနစ်အတွင်းမှာသူက live ဦးသူတို့တတ်မှတ်တဲ့ live ရလို့ရှိရင်ချက်ချင်းဦးသူကလွတ်ပြီးတာဒါပေမဲ့သူတတ်မှတ်တဲ့ live က1မိနစ်အတွင်းမှာမရလို့ရှိရင်မပို့ပြီးတော့တန့်ပလိုက်တာအဲ့ဒီလိုအဲအဲ့တော့ခင်ဗျားတို့ကျွန်တော်မကြိုက်ဘူးမလား live တွေဒါပေးသွားမကြိုက်တဲ့သူတွေက live တွေပေးသွားဒါမှခင်ဗျားတို့လွတ်ပြီးတဲ့ခါကျတော့မကြိုက်တဲ့သူတွေပူတိမှာကျွန်တော်လူပုံမုံးမှာမုံးတဲ့သူတွေပုံများမှာ live တွေဒါပေးသွားဟုတ်ပြီလား စစ်တပ်ကသဘောထားကြီးနေတယ်ဗျသဘုံပေါ်နေမှာပဲတဲ့အဲ့ဒါကိုသိအောင်ပြောပြပါတဲ့ဟာအဲ့ဒါကြတော့မိခုတစ်ခုဖြစ်သွားပြီအဲ့ဒါနည်းနည်းပေရှည်တော့ပဲနော်နော်ကျွန်တော်တို့ကသဘောထားကြီးမှာပဲကျွန်တော်တို့ကလွတ်လပ်ရေးနဲ့အတူတူပေါက်ပွားလာတဲ့တိုင်းသားလက်နက်ကိုင်တွေဗျလွတ်လပ်ရေးနဲ့သူပေါက်ပွားလာတဲ့တိုင်းသားလက်နက်ခိုင်ကိုတိုင်းသားတောင်းချမ်းသူခေါ်တိုင်းသားတပုံတွေဖြစ်တဲ့ခါကြတော့သူတို့ကကျတို့ရဲ့ပြည်တော်စုဘွားတိုင်းရင်းသားတွေဖြစ်တဲ့ခါကြတော့စစ်တပ်ကအပြတ်တိုက်လို့မရဘူးဗျာ တက်တိုက်လို့မရတော့စီယုံရင်စီယုံရင်လည်းအဓိကသွားတယ်စီလုံးညှို့မှုရအောင်မတက်နိုင်တဲ့များအန်စီရပဲခေါ်ပြီးသွားတယ်အဲ့ဒါကကြတော့တိုင်းရင်းသားလည်းအဲ့ဒီအခွင့်အရေးကိုယူယူပြီးတော့စစ်တိုက်လိုက်သူတို့ရှုံးပြီထင်ပြန်ပြီးတော့လက်တွဲလိုက်ပြင်ပြန်အားစုလိုက်ပြင်ပြန်ထိုးတန်းလိုက်တဲ့အဲ့လိုနဲ့မြန်မာနိုင်ငံတိုင်ပတ်နေတာနော်အဲ့လိုနဲ့မြန်မာနိုင်ငံတိုင်ပတ်နေတာဒီတမတော်ဘက်ကအမြင်ကတစ်ခုတည်းရှိတယ်တိုင်းသားစီလုံးညှို့ဖို့တိုက်ပွဲတွေမဖြစ်ဖို့ 嗯，我答应他，阿龙莫不，比当初飘快不，快着不？都说啊，那也是不，都说都来，都说都好瞧不？比当初谁家没媳妇，答应他个？哎呦，不晓得那咋的，没都在路，不会路难呀，不会走路苦啊！不老外吃色、帮色、帮色，看那大呗，骗你的。边丢观音，嫉妒的边看那边问：“哎，哪妹妹？怎么了？不老吗？看不路，见怪了没有？” ဒါကြောင့်မို့လဲဝါရုပါလို့နေရရသွားတာပေါ့ဗျာနော်တိုင်းရင်းသားတွေဘာဖြစ်လို့လက်နက်ကန်တွေလို့အင်အားကြီးွားလာတာလဲအဲ့ဒါအခွင့်အရေးယူွားတာကျွန်တော်ကပေးသလိုဖြစ်နေတာတမ်းမတော်ကပေးသလိုဖြစ်နေတာဒါပေမဲ့မပေးလို့ရလည်းမရဘူးအကုန်လုံးကတိုင်းရင်းသားတွေလေကဘာကတည်တာတိုင်းရင်းသား135မျိုးလုံးကိုတည်ထားတာအဲ့တည်းကမနေ့ကတယောက်ကလာမေးတယ်ဗျတစ်တော်မှာအခုမှသတိရကိုရေးတဲ့ဟို135မျိုး ရှိတယ်ဆိုတာကိုဘယ်သကောင်ဈေးမှာပါတာလဲတဲ့ တတော်မှာတယောက်ကလာမေးတယ်နော်ဒါလေးကျွန်တော်ပြောမယ်အဲ့ဒါကကျွန်တော်တို့ဒီမြန်မာအစိုးရလက်ထက်တွေကရှိတာမဟုတ်ကျွန်တော်တို့ဗြိတိရလက်အောက်မှာနော်အိန္ဒိယနဲ့တွဲအုပ်ချုပ်ခဲ့ရတာပေါ့နော်အိန္ဒိယဘင်္ဂံကျုံအောက်မှာကျွန်တော်တို့နေခဲ့ရတဲ့သူ့ဂျုံဘွားတဲကမှာကိုအိန္ဒိယတကောင်စင်းအိန္ဒိယဘင်္ဂံကျုံလက်အောက်မှာရှိကြတဲ့ကကိုအိန္ဒိယကကိုဥဆောင်ပြီးတော့ကောက်ထားတဲ့တကောင်စင်းအရာမြန်မာနိုင်ငံမှာ 对呀，都是我们自己呀！对呀，就六六爷爷嘛够大号。印尼那边应该就奥马西了，够大了。对呀，都是我们自己嘞，喏。哎嘛，爱吃盐呀，苦钱呢，格巴龙啊，顶你了，喏。哎哎，李姑就喏，这他妈没得没个路，我们这里就喏标配了。 ကွန်ဂိုဘက်ကတဟုဆန်မှာဘီရင်စနစ်နဲ့ဒီမိုကရေစီနဲ့အတူတူပဲတဲ့ဤသူများစုမဲအတားရမှုပါတယ်တဲ့အင်း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 ပြည်သူဇဏတ်ကိုဂယုမဆိုင်တာဘယ်သူတည်းငတိမာပြီးတာပဲအာ ပြည်သူဇဏတ်ကိုဂယုဆိုင်တာဗောဗျပြည်သူဇဏတ်ပြည်သူတွေဒုက္ခရောက်မှာကိုဂယုဆိုင်တာဗောဂယုဆိုင်လို့လဲသူအာနာမသိမ့်တာလေ သူတိုင်းကြီးသိမ့်လို့ရတာပေါ့သူဖွဲ့စည်းပုံဖြတ်ပြီးအကျန်းကန်လို့ရတာပေါ့ဒီလောက်ငါးနှစ်တောင်ကြာစရာမလိုဘူးသူအကျန်းကန်လိုက်အကုန်လုံးကြပြောင်းပြန်ဖြစ်ကုန်ပါခစ်ကမတူတော့ဘူးဦးနဲ့ဝင်းတို့ခစ်ကအာနာသိမ့်တာဦးစောမောင်တို့ခစ်ကအာနာသိမ့်တာကကျွန်တော်မြန်မာနိုင်ငံကကဘာနဲ့ရေမောင်မတန်းနိုင်သေးဘူးတတယောက်တည်းထိထိနေရတဲ့နိုင်ငံတစ်ခုဆိုတော့သူတို့နှစ်ယောက်အာနာသိမ့်တဲ့အချိန်ကနိုင်ငံမပြတ်စည်းဘူးအခုလိုချိန်မှာက globalization ခေတ်မှာကတမတော်ကအာဏာသိမ်းပြီးဖွဲ့စည်းပုံကိုဖျက်လိုက်လို့ရှိရင အဲ့မှာတိုင်းရင်းသားတွေကလည်းပဲခွတ်တော်ခွင့်ရှိပါတယ်ဆိုတော့ခွတ်တော်ခွင့်မရပါဘူးဆိုတော့ဖွဲ့စည်းပုံကြီးကလည်းပြတ်ပြီဆိုတော့အဲ့မှာတိုင်းရင်းသားတွေအကုန်လုံးကတရားဝင်စစ်တပ်တွေဖြစ်ကုန်ပါပြီးအာဏာသိမ်းစီးပွားရေးလုပ်ငန်းတွေလည်းအကုန်ပြေးပါအဲ့ခါကျရင်ကတော်ကသိဖြစ်မှာကိုကာချုပ်ကတိတယ်ပြည်သူတွေဒုက္ခရောက်မှာဆိုလို့အာဏာပဲထိန်းပြီးတော့တိတိကျကျလုတ်သွားတာ အာခမရအဲ့လိုဗမာဆိုတာလက်ကမောင်းထောင်နေလေထောင်နေရမှလေတဲ့အာအဲ့လိုလုံးလို့မရတော့ကျွန်တော်နိုင်ငံဗမာတမျိုးတည်းရှိတာမဟုတ်ဘူးလေငါကခမရတို့ကလည်းကျွန်တော်ကဗမာအစွန်းရောက်တယ်ထင်နေတာကျွန်တော်တို့ဆွန်းနေအစွန်းရောက်တဲ့သူတိုးနေပြီကျွန်တော်တို့ကတခါတည်းကမခံစားနိုင်လို့ဒါကျွန်တော်တို့ကအစွန်းရောက်တာဗမာအစွန်းရောက်စိတ်မွေးတာခင်ဗျားတို့အဲ့လိုပြောလို့မရဘူးအစွန်းရောက်လို့ပြောလို့မရဘူးဗမာတခုလို့ပြောလို့မရဘူးကျွန်တော်နိုင်ငံ135မျိုးလုံးပြည်တော်စုနိုင်ငံ တိုင်းသားစီလုံးညီညွတ်ရေးကိုဦးစားပေးထားတဲ့မျိုးသားကြိုးစည်းပွားကိုဦးစားပေးထားတဲ့နိုင်ငံဖြစ်တယ်။ဗမာဒီဘက်ကိုကျွန်တော်တို့ကခဏတူသူများတို့သူတို့တွေအနီဘက်ကပြောသလိုဟောတိုင်းသားတွေပြောသလိုမင်းတို့ဗမာလူမျိုးကြီးဝါဒလို့ပြောနေတာခင်ဗျားတို့အဲ့လိုလုပ်လို့ရှိရင်သူတို့ပြောတဲ့ဇာတ်ကားတွေဝင်သွားလိမ့်မယ်ကျွန်တော်တို့ကဗမာလူမျိုးကြီးဝါဒမဟုတ်ဘူးနော်ဗမာဆိုတာလက်ကမောင်းထောင်တွေရမှာအဲ့လိုလုပ်လို့မရဘူးနော်အဲ့လိုလုပ်လို့မရဘူးနော်ဒါလေးတော့နားလည်ပေး ဒါလေးတော့နားပဲပြီနော်သူ့သဘောတီဘောမင်းကပြည်သူလူတဲ့ကဲဒါဆိုလို့ရှိရင်ကျွန်တော်လိုက်ချတော့မယ်နောက်ထပ်တစ်လိုက်ပြောခြင်းရင်လိုက်ထပ်လွတ်လိုက်ပါမယ် ကျွန်တော် YouTube တော့ဘက်ကိုသွားပြီးတော့ဗာမေးခွန်းရှိလဲဒီနေ့ကျွန်တော်ဖွဲ့စည်းပုံကြောင်းနေတင်တာရှိရယ်ဗာမေးခွန်းရှိလဲသွားကြည့်လိုက်အောင်ပဲเนาะအားလုံးပဲကျေးဇူးတင်ပါတယ် like လွတ်လို့ရှိရင်ပြန်တက်ခဲ့လို့ရတယ်မတက်လည်းဘာမှမဖြစ်ဘူးကျွန်တော်ခင်ဗျားတို့တက်လွတ်တာမဟုတ်ဘူးကျွန်တော်နိုင်ငံတည်ဆောက်ဖို့နိုင်ငံအရေးသွားဖို့နိုင်ငံသူနိုင်ငံသားတွေဘူးသူရရဖို့ပဲကျွန်တော်လွှင့်တာဖြစ်တဲ့အတွက်ကြောင့်အဲခင်ဗျားတို့ရေးချင်ရရေးပြောချင်ရပြောเนาะအဲ့တော့ခင်ဗျားတို့လာချင်လားမလာချင်နေသိစိတ်ဝင်စားအောင်ကဲဒီလောက်ပါပဲအားလုံးပဲเนาะနောက် like လွတ်ရင်လာခဲ့ပါဒါပါပဲကျေးဇူးတင်ပါတယ်